ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မိဖို့ရင်းမှာပူအိုက်မှုဒဏ်ကိုခံစားနေရတဲ့ချူငယ်ကဟင်းတင်းဟင်းရွက်စိမ့်စိမ့်လေးတွေကိုရွေးကလှီးချွန်နေခဲ့ပါတယ်ကံကောင်းလို့ဒီကော်ပီထုတ်လေးလှီးပြီးပြီမြ мян စေးကြော်ပြီးခဏလေးနေစားလို့ရတော့မယ် ကော်ပီတော့ဆေးပြီးတော့ချူးငယ်ကဒေအုကိုမိဖို့ပေါ်ကျင်းပြီးကြုံနေခဲ့ပါတည်းဒီချိန်မှာပဲသူ့ရောက်ခမနဲ့ရောင်မကအင်းဒီဟင်းရအထုတ်လိုက်ကြီးကိုယူလာကြပါတယ်အမလီချွေးမလေးဘာရီလုံနေရတော့မိဖို့ကြောင့်တစ်ခုလုံးအမိုက်ပုံဖြစ်အောင်လှုပ်ထားရလိုက်တက်ပြားဟောင်းကြီးဖွင့်ပါလေအောင်မယ်ပထမဆုံးနေနဲ့လူတိုင်းဟင်းသင်းရွက်ဆုံး12မြို့တစ်ကြိမ်နဲ့စားရမယ်ပြီးတော့အမိုက်တွေလည်းမရှိရဘူးအဲ့ဒါတွေပဲပြောနေတာရောင်မဘာလို့ပစက်ကနေတိုးတိုးလေးပြောနေရလဲပြောချင်တာပုံမှန်လည်းလည်းပြောလေ ဒီရောက်မှတော့လေမီးလောင်ရလေပင်းတဲ့နေရာမှာနံပါတ်၁ပဲအမဘာမှမပြောပါဘူးမြမရဲ့ချွေးမလေးတားလေးယူဒါဈေးကြီးတဲ့ဟင်းသိဟင်းရွက်သေချာလေးအရသာရှင်းအောင်ချက်လိုက်နော်ကျွေးရရေထဲဆင်းသွားပြီးပြတ်မတက်တတ်တော့ဘူးဆိုသလိုပဲငါရောက်ခမငါအသက်ရှူကြအောင်လုပ်နေရပဲအမေဒီကော်ပီကြော်ရီနဲ့ကျန်တဲ့ဟင်းတွေနဲ့ဆိုစားဖြစ်ပါတယ်အရွက်တွေဘလောက်နူးညံ့လဲကြည့်ပါအောင်နောက်ပြီးတော့ဟင်းသိဟင်းရွက်၁၀မျိုးဆိုရင်လည်းလုံလောက်ပြီလေအခုကနွေရာတီလည်းဖြစ်နေတော့ ဒီစကားပြောလိုက်တာနဲ့ဒေါနာစင်ကဒေါသတကြီးနဲ့ချူးငယ်ကိုစူပါတော့တယ်။ချွေးမငါတို့ဘိုက်တူရဟင်းသိမ်းရွက်စိန်12မြို့မစားရရင်မပြည့်ဘူး။ဒီရွက်တွေကြီးပဲအများကြီးမကြုံနဲ့။တောက်လီပြီးငုပ်သီးစိန်နဲ့ချက်။အမေမိဖို့ကြောင့်ထဲမှာပူလိုက်တာအရင်ပဲ။အပြင်ထွက်ပြီးလေးအေးခံရအောင်လေ။ဟုတ်တယ်။ကော်ဖီတောက်ရအောင်ချွေးမလေး။ငါတို့ဖို့ကော်ဖီဖြော်လိုက်။ဒီကျမ်းမာရေးလိုက်စားတဲ့ကက်ဆီနိုတွေကငါရဲ့ဘဝကိုဆင်းရဲဒုက္ခရောက်လုံနေကြတာ ဒီမုံလာဦးကလည်းဘယ်လဲရလာတာလည်းမသိဘူးခင်တင်းဟင်းရွက်ဆက်နှမျိုးစားတာသူတို့မပယ်မန်းအောင်လားငါဘဝတော့အဖက်ဆင်မရအောင်ပြက်စီးသွားပါပြီဒီမိသားစုငါဘလို့မျက်စိမှောက်ပြီးလက်ထက်ပြီးဝင်လာမိလည်းမသိဘူးကဲချစ်ရတဲ့ပရိသတ်တို့ရဲ့ဒါကိုကြည့်ပြီးတော့ပုံမြင်အကြောင်းတစ်ခုခုနားလေသွားလောက်ပြီလို့ထင်ပါတယ်ဒီပြင်းထန်တဲ့အပူထံမှာတစုံတစ်ယောက်ကသူ့ချွေးမကိုဟင်းတင်းဟင်းရွက်ဆက်နှမျိုးချက်ခိုင်းရင်သူ့စိတ်တွေရှုပ်ထွေးသွားမှာသိကြပါတယ်ဒါပေမဲ့ဒီချိန်နဲ့ဟင်းသင်းဟင်းရွက်12မျိုးချက်စားတာကထုံနှန်းစင်လာလား ဒါဆိုရင်ချွန်းငယ်ဟာဒီအကျင့်တွေကိုပြောင်းလဲနိုင်မှာမလားဒါကိုသိရဖို့အရင်ပုံမြင်ကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ဒီနေ့တတိယမိသားစုက ချွန်းငယ်ရဲ့အိမ်ကိုလာတွေ့ပါတယ်ဒါနဲ့ညီမကိုပါဇက်နဲ့ကိုအကြောင်းပြောတာကကိုကူကိုချင်းမွနေတယ်လို့ပဲဆိုပေမဲ့ကျွန်တော်ကဟင်းသင်းဟင်းရွက်ရောင်းဝယ်ရေးသားမှာပါစီးပွားရေးလည်းကောင်းနေပါတယ်အိမ်လည်းအစင်တန်းမြင်းမြန်စောက်ထားတယ်ခမရသမီးအလုံးလုံးစရာမလိုဘူးဆိုတာနားလေထားပါအိမ်မှာထိုင်စားရုံပဲ ကျန်တာပုံနာကြီးရှင်းပြပါလိမ့်မယ်။ဘာလို့ကျွန်တော်သားနဲ့အိမ်တော်ပြုတ်တဲ့နေဆိုတာ우။ဟုတ်တယ်မညုံများစေကူးမမပါနဲ့။ခမည်းသမီးဒီမီသားစုမှလက်ထက်ရင်ခမည်းသမီးပျော်ရွှင်မှုတွေပဲခံစားရမှာပါ။ရှင်တို့မိသားစုနဲ့ဆက်ဆံရေးတိဆောက်ပြီးကျမသမီးလည်းပျော်ရွှင်ရမှာပါနော်။ဒါဆိုကျမသမီးကလက်ဆက်တဲ့ဟင်းသီးရွက်တွေစရတော့မှာပေါ့။စိတ်ချပါရှင်။ကျမတို့ကရှင်သမီးကိုတလှတွင်ဟင်းသီးရွက်စိမ့်တွေအများကြီးကျွေးပြီးဝါလောင်လုပ်ပေးမှာပါ။ ရန်နှင်းငယ်ကြမှာတော့ချူးငယ်ကလက်ထပ်ပြီးသူ့ရောက်ခမရင်ကိုရောက်လာခဲ့ပါတယ်။အရင်မှရောင်းမ၃ရောင်ရောက်ခမရောက်ကတိနဲ့အဖွာကလေးတွေအားလုံးကတကားမှသူ့ကိုစစ်ဆီးဖို့အတွက်ရန်နေကြပါတယ်။အိုးတေးပြီ။ငါရောက်ခမအိမ်မှာလူနှစ်ယောက်၃ယောက်ပဲရှိမှထင်တာ။ဒီမှာလူတတဆန်လောက်ရှိနေတယ်။စားစရာဘလောက်တောင်ချက်ရမလဲမသိဘူး။မြမရေလာပါကွယ်။ရောင်းမလေးကိုကြိုဆိုပါအောင်။လာလာရောင်းမလေးမိသားစုကနေကြိုဆိုပါတယ်။ ီနေ့ဆပြီးတိုးမိသားစုရဲ့ချွေးမလေးဖြစ်ပြီနော်ချွေးငယ်လေးဆန်အိုးကိုကံပြီးအထင်းဝင်လိုက်တာနဲ့ထူးဆန်းတဲ့အနံ့တစ်ခုကိုရလိုက်ပါတယ်အမေနဲ့ရောင်းမကျမထူးဆန်းတဲ့အနံ့တစ်ခုရနေတယ်တခုခု ပုတ်နေတာဖြစ်မယ်ဟင်းသင်းရွက်တွေပုတ်သွားပုံရတယ်မင်္ဂလာဆောင်ကြောင့်ဆိုင်နေရပြေးခဲ့ရတာလေဒါကြောင့်ဟင်းသင်းရွက်တွေလွှင့်ပြေးရတော့မယ်ထင်တယ်အဖေဖြစ်သူကတော့ဒီနေရာမှာချွေတာနေပုံရပါတယ်။ဟဲ့ ဘာလို့ဟင်းသီးဟင်းရွက်တွေလွန့်ပြေးရမှာလဲပုတ်တာတွေဖယ်ပြီးစားကြမယ်လေရေတီချစင်ရပါတယ်။အိုဖះရေကျမရောက်ခမအိမ်ကလူတွေကအရန်ချွေတာပဲရှင်ကောင်တောင်ဆောက်ယူစားတဲ့လူမျိုးနဲ့တူတယ်ပုတ်နေတဲ့ဟင်းသီးရွက်တွေကိုဘသူကချက်မှာလဲဒီလိုနဲ့လူတိုင်းအနားယူကြပါတယ်။နောက်တနေ့မှချွေးမကမိဖို့ကြောင့်ကိုရောက်လာခဲ့ပါတယ်။အဲ့မှာရောက်ခမနဲ့ရောင်းမာတွေကပိုးကိုက်နေတဲ့ဟင်းသီးဟင်းရွက်တွေကိုတန်ရှင်းရေးလုပ်နေကြပါတယ်။အမေ မီဟင်းနုနယ်ရွက်နဲ့ဟင်းသင်းရွက်စိမ့်တွေကိုခွဲပေးပြီးအိုကေကောင်းပြီလေနင်သွားတော့ကြပါဒါနဲ့စိမ့်မြနင်ခုချိန်နေနန်းနန်းပေးမစေးရသေးဘူးလားနင်ကတော့အရန်ပြင်းနဲ့ကြက်မှပဲအမေတမီဟာဟင်းသင်းရွက်တွေမတန်ရှင်းနိုင်ဘူးဆိုတာအမေသိပါတယ်တမီလက်သေးတွေကြိုးကုန်မှာပေါ့ကြည့်ပါဦးရောင်းမလေးချူငယ်ရောက်လာပြီးသူ့လှုပ်ခန်းလိုက်တော့ဒီစိမ့်မြတော့အရင်ကစမှတ်ကြတာပဲသူ့ကိုခိုင်းအောင်ငောက်လာလွဲချနေတယ်ဒီဟင်းသင်းရွက်စိမ့်တွေအများကြီးတွေ့ရတာ မိဘုတ်ကြောင့်ထဲမှာဟင်းသီးရွက်ဈေးကြီးဖွင့်ထားတယ်လို့ပဲအမေနနံပင်တွေတန့်ရှင်းပြီးပြီတမီပဲဟင်းကိုချက်ရမလဲမင်းနဲ့သေးတဲ့ရောင်းမရဲ့ဒီဟင်းသီးရွက်စိမ့်တွေအားလုံးစားဖို့အတွက်ချက်ရမှာပဲလေချူငယ်လေးမြမြစကားကြောင့်အခက်တွေ့သွားခဲ့ပါတယ်ရောင်းမဒီဟင်းသီးရွက်စိမ့်၁၂မျိုးကတစ်ချိန်စားဖို့လုံလောက်တာထက်ပိုနေလိမ့်မယ်လေချွေးမလေးနွေရာသီမှာငါတို့ထမင်းနဲ့ပဲစားတာဟင်းသီးရွက်စိမ့်တွေပိုစားဖြစ်တယ် နွေရာသီမှာအမြင့်တက်များတဲ့ဟင်းသင်းရွက်တွေစားသင့်တယ်။ဒီလိုလိုနန်းနံပင်နဲ့ဟင်းနုနယ်ရွက်ကိုတခြားမောင်လာဦးရွက်ကြီးတွေနဲ့ပြုတ်ပြီးတော့ကော်ပီဆိုင်ကိုလီကျန်တဲ့အာလူတို့ပဲမျိုးမျိုးတို့ကော်ပီတော့ကိုကြတော့ရောပြီးချက်လိုက်လေကလပ်ပဲရဲ့ပန်းမောင်လာရင်ခင်းကျင်သေးကိုလည်းချက်လို့ရတယ်။ဟုတ်ကဲ့အမေ။အိုးဖျားရေဒီဟင်းရွက်စိန်၁၂မျိုးချက်နေမဲ့အစားတခွာသီးတစ်လုံးပဲစားလိုက်ချင်တော့တယ်။အင်းဒီဟင်းရွက်၄၅မျိုးကိုပြင်ဆင်ဖို့တောင်နှစ်နာရီကြာပါတည်း။ ဒါကြောင့်ရောင်မဖြစ်သူရဲ့ကလေးတွေကပြိုခဲ့ပါတယ်။မမေမမေကျွန်တော်ဗိုင်အရန်စာနေပြီ။ဒီလောက်အရသာရှိတဲ့ဟင်းသီးဟင်းရွက်တွေကိုဘယ်တော့စားရမှာလဲ။နောက်ခဏလေးပဲစောင့်တော့အန်တီချုံးငယ်ချက်နေတယ်။အဖွာသမီးပိုက်အရန်စာနေလို့သမီးပိုက်ထဲမှာကြွက်တွေပြေးလွှားနေပြီ။နီးလေးရဲ့ဒီစိမ်းစားဥကိုမြေအတွက်အခွန်နွားပေးမယ်။ဒါလေးကိုစားထားနဲ့နော်။ဟဲ့ချွေးမသမီးမကြက်သေးဘူးလား။နေရာရှေးပရင်တွေစားတဲ့၁၂မျိုးဟင်းလျောက်ချက်နေရလားပြော။ လာပြီးအမေမကြခင်ပြီးတော့မှာပါလူတိုင်းကစပွဲမှာထိုင်နေကြပြီငါတယောက်တည်းကိုမိဖို့ကြောင့်နဲ့မှထားခဲ့တာ哦အဲ့တော့များမြင်မြန်စားချင်နေသေးတယ်ကျွန်းငယ်ကဟင်းသိင်းရွယ်ဆန်တဲ့မျိုးပြင်ဆင်ချက်ပြုတ်ရင်းချွေးရင်းဆူရွှဲပြီးမှလာချပေးရှာပါတည်းအဲ့ဒါကိုတောင်အဖွားဖြစ်သူကစူပူချိန်ပေါင်းပြီးတော့ပြောခဲ့ပါတယ်ဟဲ့ချွေးမဟင်းသိင်းရွယ်တွေကိုနင်မချက်တတ်တာတော့မဟုတ်ဘူးမလားအရွက်တွေကိုနွားစာလို့လှီထားတယ်အသီးရွက်တွေကလည်းနူးညံ့တာမဟုတ်ဘူးဒီဘက်မုံလာဟင်းကလည်းအထူးဆန်းမဟုတ်ဘူး ကျန်တဲ့ဟင်းသင်းရွက်တွေကလည်းစီရွေကြီးပဲဟဲ့ချွေးမလေးဟင်းသင်းရွက်တွေကိုအမွှေးကြံပြင်းပြင်းနဲ့ချက်ရတယ်မှတ်ထား။အိုဖះရေဘာလို့ရက်ဆက်တာလဲဟင်းချက်ရင်ငါလက်တောင်အပူလောင်သွားတာဟုတ်တို့ဒေါသတွေကြီးများတာတွေကမပြီးတော့ဘူး။အပြင်ရှာပြီးတဲ့နောက်မှာတော့လူတိုင်းကဟင်းသင်းရွက်တွေအားလုံးကိုကုန်စင်အောင်စားကြပါတယ်။ဒီလိုနဲ့ညအချိန်ရောက်သွားခဲ့ပါတယ်။မင်းခန်းထဲမှာပဲနားနေတော့လားထမင်းချက်လေးညစာစားဖို့ကိုတက်တီး ရှင်မိသားစုဟင်းသိမ်းရွက်ဆက်နှမျိုးချက်ပြီးကျွေးတဲ့အခါရှင်ဘာမှမပြောကျမခဏလေးထိုင်နားလိုက်တာနဲ့ရှင်အမြင်မကြည်ဖြစ်သွားတယ်ပေါ့လေဒီလိုနဲ့ပဲချူးငယ်လေးညစာအတွက်ဟင်းသိမ်းဟင်းရွက်စင်ဆက်နှမျိုးကိုထတ်ချက်ရပြန်ပါတယ်အိုဖျားရေဒါလောက်ဟင်းသိမ်းရွက်တွေအများကြီးလှီးပြီးချက်ရတာဒီနေ့တော့ပူပင်မန်းလိုက်တာဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးသွားပြီးချူးငယ်ကသူ့ရောက်ခမအိမ်မှာနေခဲ့တာနှစ်ပတ်သုံးပတ်လောက်ရှိသွားခဲ့ပါတယ်အမေ ကျမအားလုံးစားဖို့မာလာဟင်းရယ်မာလာခောက်ဆွဲရယ်စီချက်ခောက်ဆွဲချက်ဖို့စဉ်းစားနေရကျမတို့နေ့တိုင်းဟင်းသင်းရွက်စိမ့်တွေပဲစားနေရတာဒီလောက်ကြီးကျမကြီးလိုက်စားစရာမလိုပါဘူးအိမ်မှာလက်ဆက်တဲ့ဟင်းသင်းရွက်စိမ့်တွေအများရှိတယ်အဲ့ဒါတွေပဲချက်ရမှာချွေးမလေးဒီနေ့ကလပင်းရွက်ဟင်းလေးချက်ပေးပါဦးဒီလိုနဲ့ချွင်းငယ်ကဟင်းသင်းဟင်းရွက်တွေကိုယူပြီးတော့ချက်ပါတော့တယ်အိုးဖျားရင်ဒီကလပဲရွက်ဟင်းချက်ပြီးတော့ငါလက်တွေရားရံတာမပြောက်တော့ဘူးမလုပ်ရမလဲ ချွေးငယ်တယောက်ရာရင်နာကြောင့်စိတ်အနှောင့်အယှက်ဖြစ်ဖြစ်နေပြီးကျင်းတဲ့ဟင်းသီးဟင်းရွက်တွေကိုပြင်ဆင်ပါတော့တယ်။ဒါပေမဲ့ပိန်နေသည်လှိနေရင်ဓာတ်ထိတ်နဲ့ထိမိသွားပြီးတော့ထိခိုက်မိသွားပြန်ပါတယ်။လာပေါင်းရှင်ကျမလက်နာလိုက်တာ။ဘာဖြစ်တာလဲရောင်းမ။ဘာလို့ဆူဆူညံ့ညံ့လှုပ်နေလဲ။ရောင်းမအမပိန်နေသည်လှိရင်လက်ချောင်းလှိမိသွားလို့လေ။အော်နည်းနည်းလေးပဲရှက်ထိသွားတာဘာမှမဖြစ်ပါဘူးဒီမှာငေ့ုပ်တီးနဲ့စားတပ်လင်းအပြည့်ပဲဒီနေ့ဟင်းခက်မွေးကြိုင်တွေချိန်ပြီးတော့ဆက်ဆက်လေးချက်လိုက် ချွန်းငယ်ရဲ့လက်ချောင်းကဓာတ်ပြန်နေတဲ့အပြင်ကြောင်ပြင်မှာဟင်းခက်အမွှေးကြံတွေချိန်နေရတာကြောင့်သူ့လက်အခြေအနေလေးပိုဆိုးလာခဲ့ပါတယ်။ပြီးတော့လေနေတိုင်းဟင်းသင်းဟင်းရစင်12မျိုးပြင်ဆင်ရတာကြောင့်လေတော်တော်လေးပင်ပန်းလာရှာပါတည်းတော်ပြီဒီလိုလောဘကြီးတဲ့ရက်ခမတွေကိုသင်ငန်းစာပေးရမယ်ဒါခက်ခဲတဲ့အလုပ်ပဲနေ့တိုင်းဒီလိုချက်နေရတာငါလည်းလုံးမပါတော့မယ်ချွေးမကသူခီးဆောင်အိတ်ကိုထုတ်ပြီးသူမိဘအိမ်ကိုပြန်ဖို့အတွက်ထွက်သွားခဲ့ပါတယ် ။ရောက်ခမမိသားစုဝင်တွေကသမင်းစားစပွဲမှာထိုင်နေကြရင်အဲ့ဒါကိုမြင်တော့လန်သွားကြပါတည်း။ဟဲ့ဟဲ့ချွေးမလေးခီးဆောင်အိမ်နဲ့ဘယ်ဟုတ်သွားမလို့လဲ။အမေဒီအိမ်ရဲ့မိဘကြောင့်ကျမဆက်ပြီးမစီမံနိုင်တော့ဘူး။အဲ့ဒါကြောင့်မိဘအိမ်ကိုပြန်သွားတော့မယ်။ကျမဟင်းသီးရွက်စိမ့်တွေစားရတာနဲ့ချက်ရတာနဲ့လုံးဝဤသွားပြီ။အခုအမေတို့ကျမချက်ပြန်စားမယ်ဆိုရင်ကျမဆက်နေမယ်ဒါမှမဟုတ်ဘူးဆိုရင်တော့ကျမသွားတော့မယ်အမေတို့ပါတာချက်စားကြ ရင်းရတဲ့ရောက်ခမမိသားစုဝင်တွေမှာရွေးချယ်စရာမရှိတာကြောင့်ချွေးမဖြစ်သူရဲ့တတ်မှတ်ချက်ကိုသဘောတူလိုက်ကြရပါတော့တယ်။အခုဆိုရင်ချွေးငယ်ကသူ့ရောက်ခမအိမ်မှာသူ့စိတ်ကြိုက်ဟင်းသင်းဟင်းရွက်တွေပဲချက်ပြီးတခြင်းကိုဟင်းသင်းဟင်းရွက်တမျိုးတည်းသာချက်ပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။